2015မှာပြည်သူရွေးချယ်ထားတဲ့အယက်သားအစိုးရနဲ့မဲရလက်တွေကိုပေးဖြတ်ပြီးစစ်အာဏာသိမ်းထားတဲ့အာဏာသိမ်းစစ်ကောင်ဆောင်ဟာရွေးကောက်ပွဲထက်လုပ်ပြီးတော့ပြည်သူမဲပေးတဲ့အစိုးရကိုအာဏာလွှဲမယ်လို့ထပ်မံပြောကြားလာပါတယ်။ စစ်ကောင်ဆောင်မေအောင်လိုက်ကနိုင်ငံရေးနည်းလမ်းကိုတွဲစစ် တွဲဆုံဆွေးနွေးခြင်းနဲ့တအဖြစ်ရှာတင်တာကြောင့်ငင်းချေရေးဆွေးနွေးပွဲတွေကိုကြိုးဆိုလမ်းဖွင့်ထားရလို့ဇွန်လ25ရက်နေ့နေပြည်တော်မှာကျင်းပပြုလုပ်တဲ့ငင်းချေရေးဖိုရမ်မင်ခွန်းမှာအခုလိုထည့်သွင်းပြောဆိုသွားတာပါအခြေခံဥပဒေမှာပြဋ္ဌာန်းထားတဲ့အတိုင်းအမျိုးသားအကာအကွယ်နဲ့လူ့ကြုံရေးကောင်စီရဲ့အဆုံးအဖြတ်နဲ့ရွေးကောက်ပွဲကျင်းပပြီးရွေးကောက်ပွဲကနေပေါ်ပေါက်လာတဲ့ပြည်သူတွေမေးပေးရွေးချယ်လိုက်တဲ့အစိုးရကိုအာဏာလွှဲပေးတော့မှာဖြစ်တယ်လို့ဆိုပါတယ်။ ်ဒီငင်းချင်းရေးဖိုရမ်မှာအဖွဲ့အမားစကားပြောကြားခဲ့တဲ့စစ်ကောင်စီခေါင်းဆောင်မင်းအောင်လိုင်ကနိုင်ငံရေးဆွေးနွေးမှုငင်းချင်းရေးဆွေးနွေးမှုတွေလုပ်ကြဖို့အကြိမ်ကြိမ်ပြောဆိုခဲ့တာပါစစ်ကောင်းဆောင်ကငင်းချက်ရဲ့အတွက်တွဲဆုံဆွေးနွေးဖို့အခုလိုဖိတ်ခေါ်နေပေမဲ့လေစစ်အုပ်စုကမက်လာ28ရက်နေ့ကလုတ်ခတ်ခဲ့တဲ့ အင်အားပြင်းငလျင်ကြီးကြောင့်လူသားဆာနာမှုအကူအညီတွေပေးနိုင်ဖို့ငလျင်ပြန်လည်ထူထောင်ရွေးတဲ့လှုပ်ဆောင်ဖို့ဆိုပြီးယာယီအပြစ်ရကြောင်ကြီးညာခဲ့ပေမဲ့အပြစ်ရကြောင်ကြီးညာထားတဲ့ကာလအတွင်းမှာပဲလေချောင်းတိုက်ခိုက်မှုတွေမြေပြင်ထိုးစစ်ဆင်မှုတွေလှုပ်ဆောင်ခဲ့ပါတယ် DPP ကစုဆောင်ထားတဲ့အချက်လက်တွေအရယာယီအပြစ်ရကြီးညာပြီးနောက်ဇွန်လ16ရက်နေ့အထိလေချောင်းတိုက်ခိုက်မှုလက်နက်ကြီးတိုက်ခိုက်မှုတွေကြောင့်အပြစ်မဲ့ပြည်သူနဲ့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်600ထက်600ထက်မနည်းသေဆုံးခဲ့လို့သိရပါတယ် आए